ားလုံးမင်္ဂလာပါခလော်လော့တဲ့မှာကျွန်တော်တို့ဘဝကိုဆိုးရွားတဲ့အခြေအနေနဲ့ကြော်ဖြတ်နေရတဲ့သူတွေရှိပြီးရှိနေမယ်ဝန်းနေစရာတွေယူကျုံမရဖြစ်စရာတွေစိတ်တက်ကြဒေါသထွက်စရာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေရှိနေမယ်အဲ့လူတွေကိုကျွန်တော်ပေးချင်တဲ့တင်ပြစကားတစ်ခုရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးရင်ဆိုင်ဖြစ်တမ်းပြီးတော့ဟိုတကယ်လက်တွေ့ကျင့်သုံးနေတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဆိုးရွားတဲ့အခြေအနေတွေကဘဝအတိတ်တွေကိုရှာဖွေဖို့အတွက်အကောင်းဆုံးအခြေအနေဖြစ်နေတတ်တယ်ဆိုတဲ့အကြောင်းလား ကျွန်တော်နည်းနည်းလေးရှင်းပြပါမယ်။ကျွန်တော်ဘွားမှာဖြစ်လာတဲ့နာကျင်ဝမ်းနည်းစရာတွေကရှောင်ရှားလို့မရဘူး။ရှောင်ရှားလို့ရနိုင်မှာမဟုတ်။စိတ်ညစ်စရာတွေလုံးဝမရှိတော့မှလူတယောက်ကပျော်ရွှင်ရမယ်ဆိုရင်အဲ့လူကအသက်လုံးပျော်ရွှင်ရမှာမဟုတ်တော့။စိတ်ညစ်စရာဆိုတာကတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကျွန်တော်ဆီမှာရှိလာအောင်ပါပဲ။နော်။လူရယ်လို့ဖြစ်လာပြီဆိုတော့လည်းခံစားရမှုတွေကကိုမလို့ခြင်းလဲပဲကိုယ့်အပေါ်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကရှိနေမှာ။ဝမ်းနည်းစရာတွေခံစားရမှုတွေနာကျင်စရာတွေစိတ်တက်ကြစရာတွေ ေါသထွက်စရာတွေစသဖြင့်ဒီလိုမျိုးကျွန်တော်တို့ဘဝမှာအဆိုးတွေဘယ်တော့မှဖြစ်မလာပါနဲ့လို့ကျွန်တော်တားဆီးလို့မရနော်ကျွန်တော်ဘဝမှာကိုမလိုချင်လည်းပဲအဆိုးတွေကဖြစ်ကိုဖြစ်လာဦးမှာပဲကျွန်တော်တို့တားဆီးနိုင်လို့ရှိခုလောလောဆယ်မှာသူကြောက်လို့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကျွန်တော်တို့ဘဝမှာဖြစ်ပျက်နေတဲ့လူမျိုးစုဝိုင်းအကြောင်းအရာတွေကကျွန်တော်တို့မလိုချင်လည်းပဲကျွန်တော်တို့စုဖြစ်ပျက်နေဦးမှာပဲဘလို့မှတားဆီးလို့မရနိုင်တဲ့အရာတွေနော်ဒါပေမဲ့အဲ့လိုအဆိုးတွေနဲ့ကြုံတွေ့ရတဲ့အခါမှာ ယ်စိတ်ကိုဘယ်လိုထားမလဲကျွန်တော်တို့ဘယ်လိုမျိုးရင်ဆိုင်ဖြတ်တန်းချမလဲဆိုတာကိုတော့ကျွန်တော်တို့အပြည့်အဝရွေးချယ်ပိုင်းမရှိတယ်ဖြစ်ပြနေရဲ့ဝန်းနေစရာနာကျင်စရာတွေကနေဘဝရဲ့အတိတ်ပဲကိုရှာဖွေလို့ရတယ်ကျွန်တော်ဘယ်လိုမျိုးလဲဆိုတာဥပမာလေးတစ်ခုပြောပြမယ်ဆိုကြပါဦးကျွန်တော်တို့ကအနာတစ်ခုဖြစ်တယ်ဆိုပါတော့အဲ့အနာရဲ့ရောဂါပိုးတွေဝင်ပြီးတော့ပြည်တဲနေရပေါ့ infection လေးနဲ့ပေါင်ကားပြီးတော့ non for နေရပေါ့ဆုတ်ပြတ်နေရပေါ့အဲ့လိုမျိုးအနာကြီးတစ်ခုဖြစ်နေဆိုပါဒီအနာကြီးကကျွန်တော်ရဲ့ဘဝကိုတစ်ချိန်လုံးနှိပ်စက်နေတယ် ျွန်တော်တို့ဖြစ်လာတဲ့အကြောင်းအရာဖြစ်နေဒီဒီအနာကြီးကကျွန်တော်ဘာမှလုပ်လို့မရအောင်ဖြစ်ဟုတ်ပြီဒီအနာကိုပျောက်ကွင်းပျောက်ကင်းသွားဖို့အတွက်ဆိုကျွန်တော်မလုပ်အောင်လဲဆိုတော့ဒီတဲနာဆိုဆရာဝန်တွေဆိုပို့တိလိုက်အဲ့အနာခွဲရဓာတ်နဲ့ခွဲပြီးရုံထုတ်เนาะပြီးရုံထုတ်မယ်မကောင်းတဲ့အသားတွေကိုမကောင်းတဲ့အသားတွေပုတ်သွားတဲ့အသားတွေကိုကျွန်တော်ထိထုတ်ရမယ်အဲ့ဒီမှာပိုးသက်စေးအရက်ပြန်နေအာယိုဒိန်းတွေစသဖြင့်ဒီလိုမျိုးတွေထက်ဒီလိုမျိုးတွေလုတ်တဲ့အခါမှာအယမ်းနာခြင်းလေးအသေးခိုက်အောင်နာခြင်းကောင်းနာခြင်းလေး ဒါပေမဲ့ဒီကိစ္စကခုနပြောရဲကိုယ်တသက်လုံးနှိမ့်ဆက်နေတဲ့ပြည်တယ်နာကြီးပြောက်ကင်းသွားဖို့အတွက် မဖြစ်မနေရင်ဆိုင်ရမယ်အကြောင်းရင်းဖြစ်တယ်။ဒီနာကျင်ခံစားရမှုကြော်ဖြတ်နိုင်မှာပဲကိုယ်နှိမ့်ဆက်နေတဲ့ဝင်နာဇိုးရီးရနေပြီးတော့ကျွန်တော်လုံမြောက်နိုင်တယ်။အဲ့လိုပဲကျွန်တော်ဆက်ဆက်မြဲမြဲယုံကြည်တာတစ်ခုကတော့ဘာလဲဆိုတော့ဘဝရဲ့အတိတ်ပဲရှာဖွေဖို့အတွက်ကိုလည်းကျွန်တော်တို့ကနာကျင်ခံစားရမှုတွေကိုကြော်ဖြတ်ပြီးမှနားလည်နိုင်တဲ့ကိစ္စမျိုးဖြစ် အဲ့ဒီကိစ္စကဗျာတင်ပေးလို့လည်းမရဘူးပြောပြလို့လည်းတိကျတဲ့ပုံပေါက်မှာမဟုတ်လူတယောက်ခံစားရတဲ့ခြေနေကိုချားလူတယောက်ကထပ်တူမခံစားရဘဲနဲ့ဘလို့ပဲကိုချင်းစာပါတယ်ပြောပြောသူကဘယ်တော့မှဒီလူခံစားရတဲ့အတိုင်းထပ်တူနားလည်နိုင်မှာမဟုတ်ဥပမာဖေမေဆုံးရှုံးသွားတဲ့ခံစားချက်ကိုဖေမေရှိတဲ့သူတယောက်ကဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဘလို့ပဲကိုချင်းစာတယ်ပြောပြောနားလည်နိုင်မှာမဟုတ်ဒီခံစားချက်ကို အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာဒီဝန်းနေဆရာတွေနာချစ်ခံစားရဆရာအကြောင်းအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေရှိလိမ့်ကျွန်တော်ခုနပြောခဲ့သလိုပဲအစိုးရနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာဒီရာတွေမဖြစ်ပါနဲ့လို့ကျွန်တော်တားဆီးပိုင်ကိုရှိဒါပေမဲ့ကျွန်တော်တို့ဘလို့စိတ်အခြေအနေမျိုးနဲ့ကြော်ဖြတ်မလဲကျွန်တော်တို့စီမှာရွေးချယ်ပိုင်ကိုရှိကျွန်တော်ပြောရချင်တာကလေဒီလားစိုးရနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာကျွန်တော်ဘလို့စိတ်အခြေအနေမျိုးနဲ့ကြော်ဖြတ်ရမလဲကျွန်တော်မှရွေးချယ်ပိုင်ကိုရှိဒါက ဖြစ်သမျှအကြောင်းအကောင်းမြင်ခိုင်းတယ်မဟုတ်ဘူးကျွန်တော်တို့စီမှာဖြစ်နေတဲ့အကြောင်းအရာတွေကောင်းမှမကောင်းတဲ့အချိန်မှာဘယ်လိုလိုအကောင်းမြင်နိုင်ပါလဲအကောင်းမှမရှိတဲ့နောက်မှာဘယ်လိုလိုအကောင်းမြင်နိုင်ဖြစ်သမျှအကြောင်းအကောင်းမြင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်နော်ကျွန်တော်ပြောချင်တဲ့သဘောကဖြစ်သမျှအကြောင်းကနေကိုယ်ဘဝအတွက်အတိတ်ပဲရှိရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖန်တီးပြီးတော့ရှင်ဆိုင်ဖို့ကိုပြောရတယ်အခက်ခဲတွေကိုတွေ့ရတဲ့အခါမှာဟာခက်ခဲတာထက်တွေ့ပြန်ပြီဟေးငါတို့ကကန်ဆိုးတာပါဆိုရဲစိတ်နဲ့ ဟောအခက်ခဲလားကြုံဖြတ်ကြတာပေါ့ဒီကနေပြီးွားတဲ့ခါကျရင်လေမတို့တို့တခုခုသင်ငန်းလာရတာပေါ့ဆိုရဲတွေးတဲ့သူနဲ့ခက်ခဲကြုံဖြတ်တဲ့ပုံစံမှာရလက်ကအရန်กว่าထားกว่าချနိုင်နော်မှန်ကန်တဲ့စိတ်ကိုထားနိုင်ရင်အရာရာပိုကောင်းမှုဖြစ်လာတာပါဆိုတော့ညင်တက်လာလိမ့်ကျွန်တော်ပြောချင်တယ်အရာရာပိုကောင်းမှုဖြစ်လာတာပါဆိုတာကလေကံကိုယုံပြီးတော့စူးပုံနေလိုက်တာမဟုတ်ဘူးနော်အဲ့လိုမျိုးပြောတာမဟုတ်ဘူးကံကိုတဘောကတချို့အရာတွေဖြစ်ဖြစ်လာတဲ့အချိန်မှာ ကိုကဘာမှမတက်နိုင်ကိုလုံးနိုင်တယ်ဘာမှမရှိအဲ့တော့ဒီဖြစ်ပြက်လာတဲ့အရာတွေကနေပြီးတော့အကောင်းဆုံးစူးစမ်းအားထုတ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုမှန်မှန်ကန်ကန်နဲ့ခုနပြောသလိုပိုကောင်းမှုအတွက်ဖြစ်လာတာပါငါအကောင်းဆုံးစူးစမ်းအားထုတ်မယ်ဆိုတဲ့သူတွေပဲဒီအခြေအနေကြီးကနေလွန်မြောက်နိုင်လိမ့်မယ်ကျွန်တော်ဥပမာတစ်ခုပေးချင်သေးတယ်အခုပေါ့ဗျာကျွန်တော်နဲ့အဲ့လိုရင်းနှီးရဲ့ဟိုဟိုကျွန်တော်လေးစားရတယ်တကယ်လို့အရင်လေးစားရတယ်ဆရာကတော့တယောက်ရှိတယ်အဲ့ဆရာတယောက်က အရင်တုန်းကသူကအဲ့လိုမျိုးဝဝနဲ့ပေါ့ကျမကြီးကိုလိုက်စားဘူးဒါပေမဲ့သူလဲကျွန်တော်တို့လူမျိုးချင်းဆိုင်ကြုတ်ဖြတ်ရတဲ့အခက်ခဲကြော်တွေးလိုက်ကြုံတွေးလိုက်တဲ့အခါမှာအဲ့ဆရာဘလူးချင်းဆိုင်လဲဆိုတော့အားသာလုပ်ပြီးကြော်ဖြတ်တယ်သူ့ရဲ့အခက်ခဲကျွန်တော်တို့တွေးရတယ်သူလဲချင်းဆိုင်ကြုံတွေးနေတယ်သူကအားသာလုပ်ပြီးတော့သူ့ဘဝငါဒီအခက်ခဲကြီးကိုကြော်ဖြတ်ပြီးွားတဲ့အချိန်မှာငါပူပူတန်မာနေရမယ်ငါပူပြီးတော့ကြန့်ခိုင်နေရမယ်ရှင်လူမျိုးလုံးဝ ဖြစ်เสียအောင်သူသူလုံးလိုက်တဲ့အခါစားတောက်တွေနေထိုင်နေစသဖြင့်အကုန်လုံးပြင်သွားတဲ့အခါမှာတကယ်ကိုကျမ်းမာပြီးတော့တကယ်ကိုနုပြိုနေတဲ့သူတယောက်ဖြစ်နေပါတော့ထဲတော်မထဲရဘူးပါတော့အဲ့လိုမျိုးတွေဖြစ်တယ်အကျွန်တော်ဆိုလဲလိုပဲရင်းဆိုင်ကြုံတွေ့ရတဲ့အခက်ခဲတွေရတာဗျာညာထက်မပူဝင်တော့မှမလျော့ပေးကြရလုံးဝမလျော့နိုင်ဒါပေမဲ့ဒီအရာကိုရင်းဆိုင်တဲ့အခါမှာကျွန်တော်ကဘာကန်ကောင်းသွားတာခုရှိတယ်ကျွန်တော်ဖတ်တဲ့စာအုပ်လေးတွေမှန်သွားတယ်ကိုကခက်ခဲလို့ရင်းဆိုင်ပြီးစိတ်ကဖြစ်နေတဲ့အချိန်မှာ ိုးဖက်လိုက်တဲ့ဆောက်ကမှန်သွားတဲ့ခါကျတော့ခက်တခဲတစ်ခုဘလူးရင်းဆိုင်ရမလဲဘလူးစိတ်မျိုးထားရမလဲကိုကူကဒီကနေအတိတ်ပဲရှိရဲ့ခြေနေမျိုးကိုဘလူးမျိုးဟိုဖန်တီးယူမလဲဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလဲသွားတယ်အဲ့လိုမျိုးနားလဲသွားတဲ့ခါကျတော့နောက်ပိုင်းမှာခက်ခဲကိုရင်းဆိုင်ကြော်ဖြတ်ရတဲ့ခါကျတော့ကျွန်တော်ကျွန်တော်မျိုးသမီးဘလူးမျိုးသဘောမျိုးထားလဲဆိုတော့အော်ပူကောင်းမှုဖြစ်လာတာပါဆိုတာမျိုးကျွန်တော်သဘောထားနိုင်ပါတယ်ကျွန်တော်ခုနရှင်းပြသလိုပဲနော်ပူကောင်းမှုဖြစ်လာရဲဆိုတာကံကုန်ယုံပြီးတော့စူးပုံနင်းခိုင်းရမှာမဟုတ်ဘူး ြစ်လာတာတွေမတက်နိုင်တဲ့အချိန်မှာဒီကနေအကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတာကိုဖန်တီးယူပြီးတော့ကိုယ်စိတ်ကိုအစီအပြေအောင်ထားတာမျိုးပြောရတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်လာတာတွေငါငါတို့ကန်ဆိုးလိုက်တာပါလို့တွေးနေရင်တော့ကျွန်တော်ပူဆိုးလိုက်ကျွန်တော်အချင်းပူဆိုးလိုက်အဲ့တော့ဒီနေ့ကျွန်တော်ပေးခြင်းတဲ့သတင်းစကားကတော့ခုချိန်ဒီမှာဝမ်းနေစရာတွေစိတ်ပြတ်အားငယ်စရာတွေရင်ဆိုင်ကြော်ဖြတ်နေရတဲ့သူတွေကျွန်တော်ပေးခြင်းတဲ့သတင်းစကားကဘာလဲဆိုတော့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေဟာဘဝရဲ့အတိတ်ပဲကိုရှာဖွေဖို့အတွက်ကောင်းဆုံးအချိန်ဖြစ်နေတတ်တယ်ဆိုတဲ့အကြောင်းပါ ီဟာကိုကျွန်တော်တို့သိထားမှမှန်တယ်ငါကြုံဖြတ်လိုက်နိုင်မယုံနိုင်စရာကောင်းတော့အောင်သိတာရဲ့အပြောင်းလဲနဲ့ပြောင်းလဲဝါနိုင်လေဒါကိုတော့ကျွန်တော်လုံးဝကိုတွေ့အတွေ့အကြုံရလေအမှခံနိုင်တယ်နော်အဲ့တော့ဒီလေးဟာ KPI ဖြစ်ပါတယ်